ဲ့မိုးရှိကိုကိုရီနံပါတ်6မာရုမာရုကိုရှိဆွနောအိုးနိုဆာရကံဝနိချီကံအိုခီနိတိုင်ကိုကံကိုကြည့်ရှိရှိました。အဲ့တော့အခန်းဘလောက်ဘလောက်ရဲ့အိုးနိုဆန်ကိုတဲ့ရကံညဘက်မှာနိချီကံအိုခီနိနှစ်နာရီကြာတခါလို့ပြောချင်တာနော်အိုခီနိနိချီကံအိုခီနိဆိုတော့နှစ်နာရီကြာစီပေါ့နော်နှစ်နာရီကြာစီဆိုတဲ့အဓိပ္ပာယ် တိုင်ခိုကံကိုကြီးရှိရှိမှした。တိုင်ခိုကံဆိုတာကခနာကိုအနေထားကိုပြောင်းလဲပေးတာ。ဥပမာသူကဆက်ဆက်အိတ်တဲ့အချိန်ကဘဲဘက်ကိုခနာကိုကစောင်းနေရင်ကိုကပလက်လှန်ပြီးလိုက်တာဖြစ်ဖြစ်ဒါမှမဟုတ်ညာဘက်ကိုပြန်ပြီးတော့စောင်းပြီးတာဖြစ်ဖြစ်ပေါ့နော်ခနာကိုအနေထားပြောင်းလဲပေးတာကိုတိုင်ခိုကံလို့ပြောတယ်။အဲ့တော့အဲ့လိုလူတွေကကြတော့တိုင်ခိုကံလို့ပေးရတဲ့သူတွေဒီကိုဘာသာကိုလှုပ်ရှားမှုမလုပ်နိုင်တော့တဲ့ သူတွေပေါ့နော်နေတာခီရီဆိုတဲ့အရာထဲမှာတောက်လျှောက်လင်းနေတဲ့သူတွေကိုများသောအဖြစ်လှုပ်ပေးရပါတယ်အဲ့တော့ဘာကြောင့်လှုပ်ပေးရတာလဲဆိုလို့ရှိရင်အသက်အရွယ်ကြီးလာပြီတော့လူခဏကိုမှအယိုးတွေနဲ့ဖွဲ့စည်းရတယ်မလားအဲ့မှာအယိုးငေါထွက်နေတဲ့အပိုင်းလေးတွေနောက်အဲ့ဒီနေရာတွေကိုဘာနော်ဟိုကြကြဖိထားလို့ရှိရင်အဲ့ကိုတွေးရမရောက်တော့တွေးမလျှောက်တော့ဆိုတော့ ဖိထားတာများလို့ရှင် ကြာလာရင်ဂျော်ခုဆိုးဆိုတဲ့အိယာနာပုံစံမျိုး ဖြစ်တယ်ဂျော်ခုဆိုးဒီအယိုးငေါထွက်နေတဲ့အပိုင်းတွေမှာပို့ပြီးတော့ဖြစ်တာများတယ်ဂျော်ခုဆိုးဆိုတဲ့အိယာနာပေါ့နော်ဟဲ့အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ကာကွယ်ပေးတာပေါ့နော်တကယ်လို့ဖြစ်တယ်ဆိုလို့ရှိရင်လေအဲဂျော်ခုဆိုးဖြစ်တဲ့အဖြစ်များတဲ့နေရာတွေ ရှိတယ်ပေါ့နော်။ဘာစံဒီနောက်မှာပဲပုံလေးနဲ့ပြပြီးတော့မယ်နော်။ဒါကိုဘတာကိုလည်းကုခဲမှာရိုက်ရှာလို့ရတယ်ကြောက်ခုဆိုးအဖြစ်များတဲ့နေရာတွေဆိုပြီးတော့လေ။အဲ့တော့အဲ့လိုကောက်ွယ်ဖို့အတွက်ပေါ့နော်။ထိုက်ခိုကံကိုလုပ်ပေးတယ်လုပ်ပေးတယ်ပေါ့နော်။ကြီးရှိရှီမတ်တာဆိုတော့လက်တွေ့ဆောင်ရွက်ပါတယ်တဲ့။လုပ်ခဲ့ပဲပေါ့နော်။အဲ့တော့နောက်တစ်ခုကစောင်းခိုဆိုးဘူးနော်။ဒီခန်းကြီးကဟိဖူနော်။ hifu ဖြစ်ပါတယ် hifu ဆိုတာအရေပြစန်းကိုဆိုးဘူးဆိုတာကနောက်ကိုဘတာကိုတီတင်မားပိုင်းကိုလက်နဲ့ဆန်းကြည့်တင်ပခွက်ယိုးပေါ့နော်အဲ့အယိုးရှိတယ်စန်းကိုဆိုးဘူးဆိုပြီးတော့လဲပုံလေးနဲ့ကုခဲမှာရှာလို့ရတယ်နော်အဲ့အဲတင်ပခွက်ယိုးရဲ့အရေပြားကလည်း scoshi akami ga arimas နည်းနည်းအနီအောင် ဖြစ်နေတယ်ပေါ့နည်းငယ်နီနေတယ်ပေါ့ကွယ်နီချူမိုတိုင်ကိုကံကိုခမမေနီဦးနေကရင်ရှိမတ် နိဗ္ဗာန်မှာလည်းပဲဒီတိုက်ခိုကံဆိုတဲ့ခန္ဓာကိုယ်အနေထားပြောင်းလဲပေးခြင်းကိုခိုမမဲနီဆိုတာကခိုမမဲနီဆိုတဲ့စကားလုံးကလည်းသုံးတယ်အဲအလွဲတကူပြောရမယ်ဆိုရင်တော့တတိချာချာလေးအာအဲအာဆိုင်ပြီးတော့ပြောရမှာတတိချာချာလေးဆိုရတာပဲကောင်းပါတော့တတိချာချာလေးတတိချာချာလှူဆောင်ပေးပါဟိုနေကရင်ရှိမှဆိုပြီးတော့ သူကကိုကြီးတောင်းလိုက်တယ်ဗောနော်ဟေးမဆန်းကိုစုပ်ဘူးအတင်မခွက်ယူနော်ဟိတ်အဲ့တော့နံပါတ်6ကတော့အာဒီတိုက်ခုကနဲ့ပတ်သက်ပြီးတော့ပြောပြထားခြင်းဖြစ်ပါတယ်အဲ့တော့ scotch အာကမိလို့ရေးထားတာနော်အနီနည်းနည်းနီနေတယ်လို့သူကပြောသွားတယ်เนาะနည်းနည်းနီနေတာဒီကလည်းကိုကဒါအမြဲတမ်းကိုတာဝန်ယူထားရတဲ့ လီရောရှာဆိုင်ကိုကြည့်နေရမှာသူဘယ်နာမှာဘလိုမျိုးပုံစံပြောင်းသွားလဲပေါ့နော်သူပြောင်းလဲသွားတယ်သူ့ရဲ့ခန္ဓာကိုယ်အနေထားအမြဲတမ်းကိုသူ့ရဲ့ရောစုသူ့ရဲ့ဂျောတိုက်ဒါကိုကအမြဲတမ်း check လုပ်နေပြီးတော့ပြောပြနေရမယ်သတင်းပို့နေရမယ်တိုင်ပင်ဆွေးနွေးနေရမယ်နော်ဟုတ်ကဲဆိုရင်နံပါတ်6ကဒီလောက်ပါပဲ